ီဗီလေးကိုမစခင်မှာတော့ကြောကြပေါ်ပြောနေတဲ့အတိုင်းပဲစတမ်ဘူဘစ်မှာဟီဟီဟာလှုပ်ပြီးတော့ပြန်သွားလို့မရဘူးဆိုတဲ့အကြောင်းအယုံဆုံးပြောချင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကတော့ going by ကိုပွက်ပဲဖြစ်ပါတယ်အဲ့တော့ညီကိုမြောက်ကို TikTok channel နဲ့ YouTube channel လေးကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုလက်ရှိပေးထားတဲ့ body scene နဲ့ကြည့်မယ်ဆိုအာဆင်နယ်ဒီအဝေးပွဲနေပြီးတော့ level 50 body scene နဲ့ပေးထားခဲ့ပြီးတော့ goal ball scene နဲ့မှာတော့နှလုံးလုံး80 goal ball scene ကိုပေးခဲ့တာမြင်ရပါတယ်2023လုံးကလည်း Chelsea အိမ်ကမှတစ်ချိန်တွစ်ဆုံလာတယ်အဲ့ဒီတုန်းကလည်းအာဆင်နယ်ဒီအဝေးပွဲကနေ level 50 body scene နဲ့ပေးထားခဲ့ပြီးတော့တူးတူးဆိုပြီးရလက်နေတယ်တည်ကြထားတယ်2024လုံးကလည်း Stamford Bridge မှာတစ်ချိန်ထပ်တွစ်ဆုံလာတယ်အဲ့ဒီတုန်းကလည်းအာဆင်နယ်ဒီ level 50 body scene နဲ့ပေးထားခဲ့ပြီးတော့ဘုံဝမ်းဆိုပြီးရလက်လေးနဲ့ဒါတည် ေကျထားတယ်အဲ့တော့ဟတ်တူဟတ်ဘော်ဒီဇင်းတဲ့ကျွန်တော်ကြည့်မယ်ဆိုရင်အာဆင်နယ်ဒီစတမ်ဘူပစ်မှာချဲစီးကိုလေဗယ်90ဘော်ဒီဇင်းပေးတိုင်းပေးတိုင်းအာဆင်နယ်မနိုင်ခဲ့တာကျွန်တော်တွေ့ရတယ်အဲ့တော့ဒီနေ့ညမှာရောအာဆင်နယ်အသင်းနေနဲ့အနိုင်ရရှိသွားမလားဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဂျားရက်ကစားခဲ့တဲ့ပွဲတွေကျွန်တော်ကြည့်မယ်ဆိုနှစ်သိန်းလုံးကအခုချိန်မှာစိတ်သက်ပန်းဆိုင်ရာမှာအမြင့်ဆုံးအနေထားမှာရှိတယ်ချဲစီးဒီလည်းဂျားရက်ချန်ပီယံလိကစားရတယ်စပိန်အသင်းဖြစ်တဲ့ဒါဘာစီလိုနာကိုကြွရိုက်နွားရိုက်3-0ဆိုပြီးရလက်နဲ့အိမ်ကွင်းမှာခေါ်ပြီးတော့ရိုက်ထားတာအာဆင်နယ်လည်းအဲ့တိုင်း မဲ့ဂျာမန်ဂလူးဖြစ်တဲ့ဒါဘိုင်ယန်မြူနစ်ကိုအိမ်ဝင်းကနေပြီးတော့ကျွဲ့ရက်နွားရိုက်ကစားလာတာသရူဝမ်ဆိုပြီးရလက်လေးနဲ့ဂိုပြက်ချီပြက်အတားကြီးရအောင်ကစားခဲ့တာအဲ့တော့နှစ်သိန်းလုံးကဂျားရက်ချန်ပီယံလိမှာလဲပုံစံခေါင်းတွေပြသနေတဲ့နှစ်သိန်းထပ်ပြီးတော့လဲဒါကျွန်တော်တို့ပြိုင်ဆိုင်မှုပြင်းထန်နေဆိုတာလဲအခုလက်ရှိပရီးမီယံလိတေဘယ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အာဆင်နယ်ဒီ12ပွဲကစားထားပြီးတော့29မှာရထားတယ်ချယ်ဆီဒီလည်း12ပွဲကစားထားပြီးတော့23မှာရထားတယ်အဲ့တော့အာဆင်နယ်ဒီ ချယ်ဆီတက်6မှတ်ပူတာရတဲ့တကယ်၍ဒီညပွဲမှာအာဆင်နယ်ဒီချယ်ဆီကိုအဝေးကွင်းနေပြီးအနိုင်ရရှိခဲ့မှာဆိုရင်နောက်ထပ်3မှတ်ရပြီးတော့6မှတ်ရမှတ်ဖြတ်ထားမှာအခုလက်ရှိပရီးမီးယားလိကိုလည်းကျွန်တော်ကြည့်မယ်ဆိုရင်အာဆင်နယ်ကိုပရီးမီးယားလိတိုက်တယ်စုကို မရရှိနိုင်အောင်ချိန်ချောက်ဖို့ကချယ်ဆီတစ်သိမ်းပဲရှိတယ်အဲ့ဒါကြောင့်မို့ဒီနေ့ညဒါလန်ဒန်ဒါဘီပွဲလည်းဖြစ်တယ် ထပ်ပြီးတော့လဲအာဆင်နယ်အတွက်ကလည်းဒါကျွန်တော်တို့တယောက်ဟိုဒုတိယလူအဖြစ်ကနေပြီးတော့ဒါပရမလူ ဖြစ်ဖို့အတွက်ပရီးမီးယားလိသူ့ကိုရဖို့အတွက်ကတော့ဒီပွဲကိုတင်းကြကြလေးအာယုံစူးစမ်းမှုအပြည့်ကစားမှရမယ်။ချယ်ဆီကလည်းယာတီအစတွေမှာပုံစံကောင်းတွေမရှိဘူးဆိုပေမဲ့အာဆင်နယ်ကိုဆက်လက်ပြီးတော့ပြအားပေးနိုင်ဖို့အတွက်ဒီပွဲကိုလည်းအာယုံစူးစမ်းအပြည့်နဲ့ကစားဖို့တော့လိုတယ်။အဲ့တော့အရင်လဲအမတ်တွေမပြတ်သွားအောင် အရင်လဲဒါကျွန်တော်တို့အမတ်တွေ ကျင်းမြောင်းသွားဖို့အတွက်ကတော့ဒီနေ့ညမှာခြေစည်းအတွက်ကတော့လိုအပ်တဲ့အနိုင်ကို ရရှိအောင်ကစားမှဖြစ်မယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့ဒီလိုမျိုးပွဲစဉ်မျိုးကတော့ဒါအာဆင်နယ်ဖန်ရှိတယ်ခြေစည်းဖန်ရှိတယ်ဒီလိုပွဲစဉ်မျိုးကတော့ကိုကြိုက်တာကိုကိုကစားဖို့ကောင်းတယ်လို့ကျွန်တော်တို့အကြံပြုချင်ပါတယ်ဗောနော်လက်ရှိ current form ကြိုးကြည့်မယ်ဆိုခြေစည်းဒီနောက်ဘက်ကစားထားပြီးတော့၄ပွဲအနိုင်ရရှိအောင်ကစားခဲ့တယ် ရီးမီးယားလိပွဲတွေဆိုလဲကျွန်တော်ဘန်လေးကိုဇီတူးဆိုပြီးရလဲနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်။ဝူပါဟန်နန်ကို3-0ဆိုပြီးရလဲနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်။စပောင်းကို0-1ဆိုပြီးရလဲနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်။အဲ့တော့ချက်စီးရဲ့အခုလက်ရှိကာရန်ဖော့ဒီ3-1စတိုက်ထိဒါပေးကူတွေ မပေးရဘူး clean sheet ကိုရတာတဲ့ဆိုတော့ခြေစည်းရဲ့ခြေသွန်းလေးတွေကတပြေးပြေးနဲ့ကောင်းမွန်လာတာလေးကိုကျွန်တော်တွေ့ရတယ်ခြေစည်းရဲ့အိမ်ဝန်းစွမ်းဆောင်ရေကိုကျွန်တော်ကြည့်မယ်ဆိုအခုလက်ရှိမှာတော့ဒါကျွန်တော်တို့ဒါဘာစီလိုနာကိုဇီဒရီနဲ့နိုင်ရရှိအောင်ကစားခဲ့တယ်ပြီးတော့ဝူပါန်တန်ကိုဇီဒရီနဲ့နိုင်ရရှိအောင်ကစားခဲ့ပြီးတော့ဆန်နာလန်ကိုတော့1 2နဲ့ဒါရှုံးလိုက်ခဲ့တယ်ဒီဆန်နာလန်ရှုံးခဲ့တဲ့ပွဲတဲ့ပွဲရတော့ဒါမလိုအပ်ပဲရှုံးလိုက်ခဲ့တာခြေစည်းပွဲကိုအားပေးနေတဲ့ညီကိုတွေအသိဆုံးပဲပေါ့နော်အာဆင်နဲ့ဂျာမန်ဆို9ပွဲကြည့်မယ်ဆိုရင်ဒါ၄ပွဲနိုင်ပြီးတော့တပွဲတည်းကြီးကြခဲ့တယ်တည်းကြီးကြခဲ့တဲ့ပွဲဆိုတာလည်း စံနာလမ်းပဲအဲ့တော့ဒီနှစ်သိန်းကိုဒုက္ခပေးနေတဲ့အသိန်းနှစ်သိန်းရှိတယ်ပေါ့နော်အဲ့ဒီနှစ်သိန်းကတော့ချက်စည်းဆိုရင်လည်းဒါကျွန်တော်စံနာလမ်းချက်စည်းအိမ်ကြီးမှာ1-2ဆိုပြီးရလက်နဲ့ဒါအနိုင်ရရှိထားတယ်အာဆင်နယ်ကတော့ဒါစံနာလမ်းအိမ်ကြီးမှာ2-2ဆိုပြီးရလက်နဲ့ဒါတည်ရကြလာတယ်ထူးခြားချက်ကတော့နှစ်သိန်းလုံးကိုဒုက္ခပေးသွားတဲ့အသိန်းကတော့ဒါစံနာလမ်းပဲဖြစ်တယ်ပေါ့နော်အဝေးဝင်းကစားမယ့်အာဆင်နယ်ကြောကြည့်မယ်ဆိုအာဆင်နယ်ဒီအဝေးဝင်းတိုင်းတပွဲကိုတကူဒါမှမဟုတ်နှစ်ကိုးလောက်တိကကျင်းတင်ကိုရရှိတယ် ပြီးတော့လေဒါသူ့အနေနဲ့ဒါ clinic shit တွေကတောက်ချောက်ရလာခဲ့ရဒီနေ့မှာ Arsenal ရဲ့ဒါကျွန်တော်အရင်တော့ဗီဒီယိုမှာပြောခဲ့သလိုပဲအာတီတာတီထောင်ခဲ့တဲ့ဒီ foundation ကြီးကအခုချိန်မှာတော်တော်လေးကိုတက်တည်ပြနေတာတွေ့ရတယ်အခုချိန်မှာ Chelsea နဲ့ Arsenal နဲ့ကျွန်တော်တို့ဒါကစားတဲ့ play style ကြီးရှင်မဲ့ဆိုရင်တော့မှ Arsenal ကပို့ပြီးတော့ တည်တက်တယ်ပို့ပြီးတော့ဒါစီကန်းရှိတယ်ပို့ပို့ပြီးတော့ဒါတင်းမော့ဘိုင်းဒီမှာအာဆင်နယ်ကပိုကောင်းတာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ချက်စည်းကိုလည်းကျွန်တော်တို့အထင်သေးလို့မရတော့ဘူးချက်စည်းဒီလည်းတပြေးပြေးနဲ့ကျွန်တော်တို့ကောင်းမွန်လာတာတွေ့ရတယ်လက်တလောသုံးပွဲဆိုလက်တာကလင်းနစ်ရှိရလာတယ်အာဆင်နယ်လည်းအဝေးကွင်းကနေပြီးတော့ကလင်းနစ်ရှိရအောင်ကစားနိုင်တယ်အဲနောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆိုတော့ဆန်နာလန်တူတူတည့်ရကြခဲ့တာလွဲလို့ကျန်တဲ့ပွဲတွေအကုန်လုံးကအာဆင်နယ်ဒီအဝေးကွင်းမှာတော်တော်လေးကိုခြေစွမ်းပြကစားလာခဲ့တဲ့အသင်းအဲ့တော့ဒီနှစ်သင်းမှာကျွန်တော်တို့ဘယ်ဟာ အားပေးရအာဆင်နယ်သည်လုံးဝကိုပရီးမီးယားလိတေဘဲစုကိုရအောင်ယူမယ်ဆိုတော့ ချက်စည်းနဲ့တွေ့တဲ့ပွဲမှာချက်စည်းကိုအနိုင်ကစားဖို့တော့လိုတယ်ချက်စည်းကိုအနိုင်ကစားမယ်ဆိုရင်ဒါကျွန်တော်တို့ကိုမတ်တီဟသွားမှာဆိုတော့အာဆင်နဲ့အသင်းအတွက်ကတော့ဒီနေ့ညပွဲမှာအနိုင်ရရှိအောင်ကစားမယ်တည်တည်ကြကြလေးဒါတိုက်စစ်ဖွင့်ပြီးတော့ကစားလာမယ်လို့ထင်တယ်အဲချက်စည်းနဲ့သွားပြီးတော့ရှုံးလို့မရတဲ့အထဲမှာပါလေဘာဖြစ်လို့ဆိုတော့အခုလက်ရှိချက်စည်းမှာဆိုရင်ဒါကျွန်တော်တို့လူငယ်ခြေတက်ကစားဖြစ်တဲ့ဒါကျွန်တော်တို့ဂက်စတဖူတို့ခြေသွမ်းပြနေတဲ့ဂျာဟိုပက်ထရိုခြေသွမ်းပြနေတဲ့ချက်စည်းကွင်းလေကျွန်တော်ကြည့်မဲ့တော့ရက်ဂျင်းနဲ့ကန်စီရိုအာဆင်နယ်လည်းကျွန်တော်ကြည့်မဲ့ဒီကော ်ရတဲ့ဇူမီမန်ဒီအဲ့တော့အကုန်လုံးကသူ့ရဲ့သက်ဆိုင်ရာ performance တွေပြတယ်အဲ့တော့ကျွန်တော်တို့ဘယ်ဟာကိုပို့ပြီးတော့အားပေးသင့်တယ်လို့ထင်တယ် brother တို့ကျွန်တော်ကတော့ခုနပြောသလိုပဲပုံကိုရေးရတော့မပါဘူးဒါပေမဲ့ Premier League မှာအမတ်ကြီးကကိုမလောက်တိဟာသွားရင်ကျွန်တော်တို့ Premier League ပွဲစဉ်တွေက အရင်ကြည့်ကောင်းမဲ့ပွဲမဟုတ်ဘူးလို့ကျွန်တော်တို့ထင်တယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့မှာတော့အ ਨੇ သော ခြေသီးသည်အာဆင်နယ်ကိုတရေလောက်ထိတော့ရအောင်ကစားနိုင်မယ်လို့ကျွန်တော်တော့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်ရွေးချယ်ပေးပါဆိုတော့ချယ်ဆီးနဲ့အာဆင်နယ်မှာဆိုတော့ကျွန်တော်ကတော့ချယ်ဆီးဘော်ရီနဲ့ပဲယက်တီချင်ပါတယ်ကျွန်တော်ခုနပြောတယ်ဘာဖြစ်လို့ရွေးချယ်ပေးတာကျွန်တော်တို့ကအဖြေကရှင်းရှင်းလေးပဲချယ်ဆီးလီအာဆင်နယ်ကိုမနိုင်ဘူးဆိုရင်တော့မှတရေလောက်တော့ရအောင်ကစားနိုင်တယ်အိမ်ဝင်းယုံအားရှိတယ် နောက်တစ်ခုကကျတော့ Premier League မှာပွဲစဉ်12ပွဲလောက်ကစားပြီးတော့6မလောက်ထိပြတ်သွားမယ်ဆိုကျွန်တော်တို့ကြည့်နေတဲ့ Premier League ကပြင်းဖို့ကောင်းသွားလိမ့်မယ်။အဲ့ဒီအချက်လေးတွေလည်းရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ Chelsea ပေါ်ရွေးချယ်ပေးရခြင်းပဲဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးနေ့စဉ်တွေဝေကုန်းလေးတွေတင်ဆက်ပေးနေမှာဖြစ်နေတဲ့ကြောင့်မို့ဒါကျွန်တော်ရဲ့ Going Buy YouTube Channel တင်လို့ Channel လေးကို Like Square လေးလုတ်ပေးတာပါ။ညီကိုတို့အမြင်လေးရှိ Comment တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်။ပြီးတော့ထပ်ပြီးပြောချင်တာကျွန်တော်ရဲ့ Telegram Channel လေး Join ပေးတာပါ။ Telegram မှာတော့နေ့စဉ်ပေါက်ကြီးလေးတွေတခြားသောတပွဲကောင်းလေးတွေ ေ online ပွဲလေးတွေနဲ့ကျွန်တော်ရဲ့လက်ဆောင်မောင်းလေးတင်ပေးတာမို့လို့ညီကိုတို့ join ပေးထားဖို့ကျွန်တော်ကတော့ပြောချင်တယ် Telegram channel joiner ယူနေတဲ့ညီကိုတို့တွေ့တာအရှုံးမရှိဘူးလို့ကျွန်တော်ကတော့ပြောချင်ပါတယ် Telegram ကိုဘလို့ရှားမလဲဆိုရင်ကို point 1နဲ့3လေးဆိုတာရိုက်ရှာလိုက် Telegram မှာကျွန်တော် going buyer channel ကြီးပြူးနေတာပဲမြင်လိမ့်မယ်နော်လူတွေညာ point ကကြီးမှာညီကိုတို့အနေနဲ့ငွေကြေးပိုင်းကိုတရားရံခိုင်လို့ယုံကြည်စိတ်ကြခြင်းလေဆိုရင်ကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးပြောနေတဲ့ UFA မှာလာရောက်ဆော့ကစားနိုင်တယ် UFA မှာလာရောက်ဆော့ကစားယူနေတဲ့ညီကိုတို့ဒီ BMB မမပွဲများကိုတရားဒီစားလုံးတစ်နှစ်ပတ်လုံးရရှိမှာပဲဖြစ်ပါတယ်ဖမ်းရောက် ေတဲ့ညီကိုများထိုင်းမှန်ရှိုံနဲ့စော်ကစားနိုင်တယ်ဒါမြန်မာနိုင်ငံညီကိုတွေထိုင်းညီကိုတွေမလေးရညီကိုဂျပန်ညီကိုကိုရီးယားညီကိုတွေဒီနေရာလေးကနေစုမုံကောင်တောင်းပေးလိုက်ပါတယ်ညီကိုများစိတ်ချမ်းသာကိုကျမ်းမာနဲ့ညီကိုတို့ရဲ့လုပ်ငန်းခွင်မှာအငြင်းကင်းပြီးရှင်းကြပါလို့ပြောကြရင်းနဲ့ပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးပဲဂုဏ်လက်ပါ